။မြတ်စွာဘုရားသခင်ကိုရောမြတ်ကမာရတန်ယုတ်မှာဟောထားတဲ့စကားလေးတွေကိုလည်းဒီနေ့ဒီခါကာလမှာမှတ်သားနိုင်ထားဖို့လိုအပ်တယ်။မြတ်စွာဘုရားသခင်ကိုရောမြတ်ကရန်တန်ဃာတွေကိုဟောပြောတော်မူတယ်။မြေရန်တတိပေးပြီးဟောပြောတယ်။နော်အပ္ပမိထံဘိက္ခွေ မနုဿာဏအာယုလူတွေကတော့သက်ရှည်ကြတယ်လို့ထင်တယ်ခုကြည့်လေဆရာဘုရားကြီး62နှစ်ဆိုအသက်60ကျော်ဆိုအရှိကြီးပဲလို့လူတွေကထင်ကောင်းထင်ရသော်ဘုရားသခင်ကိုရောမြတ်ကဘယ်လိုဟောတော့ရှည်တာဟာဆက်လက်ဖြစ်ပေါ်နေတာကို ကြည့်ပြီးရှည်တယ်လို့ထင်နေတယ် တကယ်တော့လူတွေရဲ့အသက်ဟာတူတူလေးပဲဟောအင်တာမတ်တူတော့နေစက္ကန့်ပိုင်းလေးမှာပဲချုပ်ပြောင်းသွားတာအခြေကြီးများစွာချုပ်ပြီးတော့ပျက်စီးနေတဲ့သက်စီဝိတဘယ်မှာရှည်မလဲသရတပရိဒသဘာဝတရားကလည်းတူတယ်သူ့သဘာဝအတိုင်းလည်းတူတယ်ခဏပရိဒ ြည်တန်းတဲ့အချိန်ပိုင်းလေးကလည်းတိုးတယ်အသက်ရှူသွင်းမှုလေးအချိန်ပိုင်းလောက်ပဲအသက်ရဲ့ဒီတည်နေမှုလေးဟာဒီလောက်ပဲရှိသို့သောစင်စက်မပြတ်ဆက်ဆက်ပြီးဖြစ်နေလို့လူတွေကအသက်ရှင်နေလို့မျက်စိလည်နေကြအသက်ဇီဝိတာဆိုတာဘလွန်တိုးတယ်လို့မြတ်စွာဘုရားဟောတယ်ဒါမို့အပ္ပမိဒံဘိက္ခွေမနုဿာနာအာယု လူသားတို့ရဲ့ဒီအသက်ဆိုတဲ့ဇီဝိတာဟာအလွန်ပဲတူတယ်ဟုတ်ပြီအသက်တူတယ်ဒါတခုမှတ်ထားဖို့ရကိုယ်အသက်သဘာဝကိုယ်ကအလွန်ပဲတူလူတိုင်းလူတိုင်းရဲ့အသက်ဟာအမှန်တမ်းတူတောင်းနေစက္ကန့်ပိုင်းလေးပဲရှိတယ်ဆိုတာသိထားဘူးကမဏီယောတံပရာယော တမလွန်ဘဝသွားချမှာကြည့်ပဲဘယ်သူမှဒီဘဝမှာသာဝရနေပဲပုဂ္ဂိုလ်မရှိဘူးနော်ကမဏီယောတံပရာယောတမလွန်ဘဝဆိုတာသွားချရမှာအဲ့တော့မသွားခင်ဒီအချက်တွေကိုမန္တာယဘုဒ္ဓပံအသိဉာဏ်နဲ့သိအောင်လုပ်ပါတဲ့လူတွေအသက်တိုးတယ်အသက်ဆိုတာတူတူလေးပဲဆိုတာလည်းသိရတယ် တမလွန်ဘဝသွားရမယ်ဆိုတာလည်းသိရကိုယ်ဘဝအခြေအနေတွေအားလုံးကိုသိရသိပြီးဘာလုံးရမလဲကတ္တပံကုတလံအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာရရှိနိုင်တဲ့ကုသိုလ်ကိုလုပ်ပါစရိတ္တပံဗြဟ္မစရိညတ်သောအကျင့်ကျင့်သုံးပါတော်မြတ်စွာဘုရားကအတူဆုံးတရားလေးတွေကို လူတွေလိုက်နိုင်အောင်အပူမပါပဲနဲ့ရှင်းရှင်းလေးဟောနေတဲ့တရားပဲကတ္တဗံကုသလံကုသိုလ်ဆိုတာလောက်ပါစရိတ္တဗံပြမစရိယမြတ်သောအကျင့်ဆိုတာကိုကျင့်သုံးပါဘယ်ကရှင်ပါအကျင့်တရားမိမိတဏ္ဍမှာဖြစ်ပေါ်လောင်းကျင့်ပါဆိုလိုတာကသီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်တွေမိမိတဏ္ဍမှာဖြစ်ပေါ်လောင်း จင့်จันทร์โจกอัธุบาณัตถิสาตัตตะอมรณะสาตัตตะมวยพวาลาเลตัตตวะเยอมรณะไม่ตีชิ้นสุรณัตถิไม่ชีวุสุรรามวยลาปี้เดปุคคโหหาไม่ตีวุสุรบะร้อมมาไม่ชีวุသို့သောလောကလူတွေကမသေးဘူးလို့ပဲထင်နေတတ်ကြတယ်ဟောတော်တော်များများဟာ ကိုကိုမသေးသေးဘူးလို့အမြင်ရှိနေကြအဲကြောင့်မို့မြတ်စွာဘုရားကနတ္ထိသာတတအမရဏမွေးလာတဲ့ပုဂ္ဂိုလ်မသေးဘူးဆိုတာမရှိဘူးတဲ့ဒီအချက်တွေအလေးနဲ့ထားပြီးတော့စဉ်းစားကြရအောင်အဲ့မို့မြတ်စွာဘုရားဘာဆက်မရှိတော့ဆိုယောဘိခဝေစိရံစီဝတိသောဝတ္တတတ အေးလောကမှာအသက်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတတ္တရာဘုဒ္ဓဆရာတော်ဘုရားကြီးဆိုတတ္တရာပြည့်ဖို့ရှင်းနှစ်လို့သေးတယ်နော်အသက်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကြီးလိုက်အောင်နဲ့ယောဘိခွေစီရာစီဝတိအသက်ရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာ ဝတ္တတံစီဝတိအနှစ်တရာပဲအသက်ရှိတယ်တဲ့အပံဝဘင်းရောအသက်တရာတဲ့ပိုးရှည်ရင်လည်းပဲနည်းနည်းပေါ်တဲ့နော်တရားနှစ်နှစ်တို့တရား၄နှစ်တို့တရား၅နှစ်တို့တရား20တို့ဒီနေ့ခေတ်လူတွေရဲ့ဇာတမတော်မပဲအသက်တရား20ရှိစေတော်လို့ဘီရင်ဆရာကပြောထားတော်လည်းပဲ တတရာ20ရှည်တဲ့လူဆိုရှာမရှာနော်တတရာ20ဆိုမင်္ဂလာစကားလေးဆိုပြီးတတရာ20ရှည်ရသော်ဘုရားလက်ထက်ကတတရာ20ရှည်တယ်ရှာနန္ဒာတို့ဝိတာခါတို့ပြမာယုပုံနာဒီလိုလောက်ပဲပောက်ခရတာတိတို့အဲ့ဒါလိုအနည်းငယ်များတာတတရာ20ရှည်ကြရှင်နုရုဒ္ဓကတတရာ50 ရှင်ဘာကုလကျတော့အသက်160အဲ့ဒီခေတ်ကအရှည်ဆုံးဟာရှင်ဘာကုလဖြစ်တယ်เนาะဒီလိုအသက်ဆိုသည်ဟာနှစ်ရာပြည့်အောင်အသက်ရှည်တဲ့ပုဂ္ဂိုလ်ဆိုမရှိဘူးတဲ့အဲ့ဆောင်ပြတာဒါကြောင့်မို့ဘလောက်ပဲရှင်းရှင်းလူတွေရဲ့အသက်ဟာတိုးတယ်လို့ပဲပြောဘာကြောင့်တိုးတော့သဘာဝအဖြစ်တိုးတယ် ပရမထတရားအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ရုပ်ဇီဝိတနဲ့နာမ်ဇီဝိတကိုအသက်လို့ခေါ်တယ်။ကမ္မဇယုတ်တွေဆက်လက်ပြီးတော့ဖြစ်ပေါ်နေအောင်ရုပ်ဇီဝိတလို့ဆိုရဲဇီဝိတ္တတွေကထိမ့်သိမ့်ဆွတ်ဆောက်ထား။ဒါကြောင့်မို့ထပ်ထပ်ပေါ်လာထပ်ထပ်ဖြစ်နေတာကိုလူတွေကဒါလေးပဲမပြတ်သေးဘူးလို့ဒီလိုထင်တာမဟုတ်ဘူး။ နောက်လာတာတွေက copy တွေကြီးပဲလာနေအရင်မူလမဟုတ်တော့နော်ဆက်လက်ပြီးတော့ဖြစ်ပေါ်နေလို့ရှိနေတယ်လို့ထင်ကြတာဖြစ်ပြီးသားကပျောက်ွယ်သွားတာဟာအမြဲပျောက်ွယ်သွားတာနောက်ထပ်ပြန်ပေါ်တာသူမဟုတ်ဘူးလို့ဆိုတော့နော်နန္တရားထဲမှာလည်းပဲနန်စီဝိဒရဲ့အသက်အလွန်တူတယ်နောက်ထပ်ဆက်ဖြစ်နေတာသူမဟုတ်ဘူး copy တွေကြီးပဲအကုန်လုံး ကိုကိုလည်းတေချာစဉ်းစားကြည့်မယ်ဆိုရင်အိမ်ပြန်သွားရင် copy နဲ့ပဲပြန်အောင်မှာပဲမူရင်းကမရှိတော့ဘူးနော်ခဏလေးတွင်ပြောက် copy မို့ပေါ်ရုပ်ကပြောင်း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 သွားတာတေချာတယ်နိအေးချက်ချင်းကြတော့ပုံစံကတူးနေသည့်အတွက်ကြောင့်မပြောင်းဘူးလို့ထင်နေတာဆယ်နှစ်ဆယ်ငါးနှစ်နှစ်20ကျတော့မမှတ်မိတော့ဘူးနိဆယ်နှစ်ဆယ်ငါးနှစ်နှစ်20မပွေ့ မတွေ့တဲ့လူတွေချင်းချင်းတွေ့ဟောဟောမှတ်မိကြတော့မှတ်မိကြဘာလို့မမှတ်မိပြောင်းသွားလို့မမှတ်မိဘူးပေါ့တကုတ်ပုံစံနေရှိတော့ဒီလိုဆိုလို့အဲ့ဒီလူပြောင်းသွားတာဟာရုပ်ချင်းပြောင်းသွားတာလားဆိုဘယ်ဥမာတော့စက္ကန့်ပိုင်းစက္ကန့်ပိုင်းနဲ့ပြောင်းနေတာသို့တော့ပထမစက္ကန့်ကဖြစ်ပြီးပြတ်သွားတဲ့ရုပ်ဟာဒုတိယစက္ကန့်ကျတော့ ုံစံဒူလေးလာတာဆိုတော့လူတွေကမျက်စိလဲခဏဟာပဲလို့အောင်းမိမဟုတ်ဘူးအစ်စ်လာတာနော်အစ်စ်တွေကြီးပဲထပ်ထပ်ဖြစ်နေဒါကိုဆိုလိုတယ်ရသော်ဘုရားတခင်ကိုတော်ပြတာလူတွေရဲ့အသက်ရှင်ဝိတ္တနဲ့ပတ်သက်ပြီးလွန်တူတောင်းနေဆိုတာကြည့်အဲ့တော့ဘဝဟာအလွန်တူတောင်းလို့လှုပ်ရှားဆိုတာဘာလဲလို့ပြောမယ်ဆိုလို့ရှိရင် ကတ္တဗံကုသလစရိတဗံဖြာမစရိယမန္တာယဘုဒ္ဓဗံဓာရီကိုတတိချက်ဖို့အသိဉာဏ်နဲ့သိဖို့လိုအပ်တယ်။သိပြီးရင်ဘာလောကမှာလဲကုသိုလ်လောက။နော်ကုသိုလ်ကောင်းမှုတွေလောက်မယ်။စရိတဗံဗြဟ္မစရိယံမြတ်သောအကျင့်ကိုကျင့်ရမယ်ဆိုတာဒါအဓိက။လောက်ရမယ်ကိစ္စဒါ။